Okay, number one, how do you pronounce this word? Three, two, one. Finance lo matter, tuan မဟုတ်ဘူးเนาะ finance မဟုတ်ပါဘူးစလုံးပေါင်းစင်ပါတယ်သူရဲ့အသံတက်ကတော့ fiance fiance or fiance အဲ့တော့ဒီစလုံးလေးကိုအတိအကျပြောချင်တာ finance ကိုအများဆုံးသိတယ်ဟုတ်တယ်မလားငွေကြီးနဲ့ဆိုင်ရာလေဟာတွေပေါ့เนาะအဲ့စလုံးက fi nance ဆိုပြီးဒီเนาะစလုံးပေါင်းပါပါလဲ and လုံးပို့တယ်အခုက n မပါဘူး အန်တလုံးမှာပါတယ်ပေါ့ FINCE သူအတန်တက C yon say stress ကိုသူကအလဲမထားရလဲရှိရေဟုတ်နောက်ဆုံးမထားရလဲရှိရေ Okay အလဲမထားမယ်ဆိုရင်တော့သူက feyon say yon ကိုအတန်လေးမြင်ပတ်ပေါ့နော်အဲဘယ်လိုပြောမလဲဆိုလို့ရှိရင်သူမြန်မာလိုဆိုလို့ရှိရင်ဝူဆန်နှလုံးပေါက်ထက်ပတ်တဲ့အတန်ပေါ့ yon ပေါ့ Okay ဒါကြောင့်မလို့ feyon say feyon say နော် feyon say โอเคနောက်တစ်တန်ကတော့ feel say ဆိုပြီး say မှာဝေစာနာမှာထည့်တယ် feel say အဲ့တော့ဒီနှစ်တန်မှာအထွတ်များလာတော့ရှေ့ရအတန်ကအထွတ်များတယ်เนาะတော်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 များများပေါ့သူတော်တော်များများ dictionary တွေမှာကြည့်တဲ့အခါမှာရှေ့အတန်များပါတယ်เนาะယုံမှာသူက stretch ပို့ဖြစ်ပါတယ် feel say feel say အဲ့တော့ဘာကိုပြောတာလဲကြည့်ကြည့်အောင် Her fiancé gave her a beautiful engagement ring. her fiance ဆိုတာသူမရဲ့ fiance က gave her သူမကိုပေးတဲ့ a beautiful engagement ring ဆိုတာကလှပတဲ့စိဆက်လက်စွပ်ကလေးပေါ့เนาะစိဆက်ဖို့လက်ထက်လက်စွပ်ကလေးပေးတယ်ပေါ့သူမရဲ့ fiance ပါပြောလဲဆိုရင်သူမရဲ့စိဆက်ထားတဲ့သူကသူမကိုလှပတဲ့စိဆက်လက်စွပ်ကလေးပေးခဲ့ပါတယ်သူရဲ့အတန်တက်က fiance fiance okay ဒါဆိုရင်ဒါ အခုပြောတဲ့ဟာကယောက်ျားလေးကိုပြောတာပါဟုတ်ပြီနော်ယောက်ျားလေးစိစက်ထားတဲ့သူကိုဟုတ်ပြီနော်ယောက်ျားလေးဖြစ်တဲ့နော်စိစက်ခံရတဲ့သူကိုတော့ကျွန်တော်တို့က film sale ခေါ်တယ် okay နောက်တစ်ခုဆက်ကြည့်အောင်ဒီမှာဘာကွာလဲဆိုရင်အီးတလုံးပို့သွားတယ်သူရဲ့အတန်တော့ကရော3 2 1 fiance fiance or fiance သူကလည်း fiance လို့ပဲခေါ်ပါတယ် ဒီစလုံးကဘာကိုပြောလဲဆိုလို့ရှိရင်နော်ရှီစလုံးမှာတော့သူကယောက်ျားလေးကိုပြောလဲဆိုရင်ဒီစလုံးကယောက်ျားလေးမဟုတ်တော့ဘော။ Okay ကြည့်အောင်။ He is planning a surprise for his fiance's birthday. He is planning a surprise for his fiance's birthday. ဆိုတော့ပြောချင်တာသူကတဲ့ planning စီစဉ်နေတဲ့ a surprise ဒီကောင်လေးကပေါ့ he ဆိုရကြမို့ဒီကောင်လေးက surprise တခုကိုစီစဉ်ထားတယ်တဲ့ เนาะစီစဉ်နေတယ်ပေါ့โอเคဘယ်သူအတွက်လဲ for his သူ it ဘယ်သူအတွက်လဲဆိုရင်တော့သူ့ရဲ့ fiance အတွက်အင်းနောက်မှာပါလိပါလဲဆိုရင် birthday ဟုတ်ပြီเนาะသူ့ကောင်မလေးပေါ့ကောင်မလေးမွေးနေ့အတွက်အဲ့တော့ဒီမှာပြောတဲ့ fiance ဆိုတာကပါလဲဆိုရင်ရှေ့ဟာနဲ့အတူတူပဲเนาะရှေ့မှာတော့စစ်ဆက်ထားတဲ့သူယောက်ျားလေးကိုပြောတာဒီနေရာမှာတော့စစ်ဆက်ထားတဲ့သူမိန်းကလေးကိုပြောတာโอเคဒါကြောင့်မလို့သူ့ရဲ့စစ်ဆက်ထားတဲ့မိန်းကလေးမွေးနေ့အတွက်သူက surprise လုပ်ဖို့စီစဉ်နေပါတယ် ်အီးတစ်လုံးနဲ့ပါတဲ့ဟာကယောက်ျားလေးကိုရည်ရွယ်ပြီးတော့အီးနှလုံးပါမယ်ဆိုလို့ရှိရင်မိန်းကလေးကိုရည်ရွယ်ပါတယ်သူတို့ရဲ့အတန်တက်ကအတူတူပါပဲနော်ဘလိုပဲထွက်ထွက်သူတို့ကိုစီယွန်စေလို့ပဲထွက်ပါတယ်စီယွန်စေโอเคဒါဆိုတော့တော့ပေါ်လာပြီเนาะယောက်ျားလေးစေစားထားသူပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်မိန်းကလေးစေစားထားသူပဲဖြစ်ဖြစ်ဒီစလုံးကိုတုံးနေပေါ့เนาะ fiance โอเคဤကျလုံးနဲ့ဆိုရင်ယောက်ျားလေးကိုရည်ရွယ်ပြီးဤညလုံးဆိုရင်မိန်းကလေးပါပြီဆက်သွားရအောင်โอเค number 3 how do you pronounce this word ဒီစလုံးကို3 2 1 dilemma did လို့ထွက်လိုက်ပါတယ် did lemma နောက်တစ်တန်ကတော့ dilemma dilemma အဲ့တော့ strike ကတော့သူနောက်ဒီနေရာမှာ l နေရာလေးမှာထားကြအောင် lemma ထားပါတယ် lemma ဆိုတာတော့တူပါတယ် okay သူအတန်တန်ထွက်လို့ရရယ်နော် dilemma or dilemma okay dilemma or dilemma I faced a dilemma about whether to stay home or go to the party. And I face ဆိုတော့ကျွန်တော်ကရင်ဆိုင်ရတယ် a dilemma or dilemma ကျွန်တော်က dilemma တစ်ခုနဲ့ရင်ဆိုင်နေရတယ်သူမို့ကျွန်တော်က dilemma တစ်ခုနဲ့ရင်ဆိုင်နေရပါတယ် about ဟုတ်ပြီဒါနဲ့ပတ်သက်ပြီးရောပေါ့နော်ဘာလဲဆို whether ဆိုတော့လောက်ရမလားမလောက်ရဘူးလားပေါ့ to stay home ဆိုတော့အိမ်မှာပဲနေရမလား or go to the party ကျွန်တော်အိမ်မှာမနေဘဲနဲ့ပါတီကိုပဲသွားရမလားဆိုတော့ dilemma တစ်ခုနော်ရင်ဆိုင်နေရတယ် okay ဒါလောက်ဆိုရင်ခင်မလို့ရရမလား okay အညမလို့ကြည့်အောင်ညမလို့ကဘာပြောလဲဆိုတော့ဘေးကျက်နန်းကျက်အခြေအနေတစ်ခုကိုပြောတာပါဟုတ်ပြီနော်ကျွန်တော်ကအိမ်မှာပဲနေရမလားသို့မဟုတ်ကျွန်တော်ကပါတီကိုပဲသွားရမလားဆိုတော့ဘေးကျက်နန်းကျက်အခြေအနေနဲ့ဂျုံခဲ့ရပါတယ်ဒါကြောင့်မလို့ dilemma or dilemma ဆိုတာက ဘေးကျက်အနံကျက်နော်ဟွာလားဒီဟာလားဆိုပြီးဆုံးဖြတ်ရခက်တဲ့အခြေအနေမျိုးကိုပြောတော့ပါနော်โอเคဒီဘက်ကျမှာတော့ကျွန်တော်ကဒီမှာ faced နဲ့တွဲတုံထားတယ်ပေါ့နော်ဒီအခြေအနေရင်ဆိုင်ရတယ်ဆို faced နဲ့တွဲတုံတခြား fact တွေလည်းရှိပါတယ် Okay အဲ့ဆိုကြာလို့ရပြီဆိုရင် number 4ကိုတွားရအောင် number 4 how do you pronounce this word ဒီစကားလုံးလေးကိုဘယ်လိုအတန်းထွက်မလဲ3 2 1ဖိုရိုဂျီနစ် or photogenic okay ရှိမှရှိတဲ့ photo ကတော့အလွယ်ဆုံးပေါ့အဲ့တော့အတန်တွဲမှန်ကတော့ photogenic ဖြစ်ပါတယ် photogenic အဲ့တော့တတိထားဖို့က gen ပေါ့နော်ဒီမှာ g ဆိုပြီး g မဟုတ်ဘူးသူ့ကို j ထပ်ထပ်ပါတယ် gen okay stress ကိုလည်းအဲ့မှာပဲဖိလိုက်တယ်ပြီးရင်နောက်ဆုံးက nick ဆိုပြီးတော့ဆိုတဲ့အတန်လေးထပ်ပြီးပါတယ် ic ဆိုတဲ့စကားလုံးအများစုက ဆိုတဲ့ခေတ္တထပ်ပါတယ်။ခုဒီစလုံးလေးကလည်း photogenic photogenic ဆိုပြီး gen ရမှာ strap ပြီးပို့တော့အောင်တတိထားပြပါ photogenic photogenic okay hobby for example he looks so photogenic in every picture he takes he looks so photogenic in every picture he takes he looks ဆိုတာသူကပုံပေါ်တယ် နော်သူကဖြစ်ပုံပေါ်တယ်ပေါ့ so ဆိုတာဒီနေရာမှာဘာပြောလို့ဆိုရင် very negative ပဲပေါ့ very very photogenic ဆိုသူကအရန်ကို photogenic ဖြစ်ပုံပေါ်ပါတယ်ဘယ်မှာလဲ in every picture ဆိုပုံတိုင်းမှာပေါ့ he takes that he takes လို့ဆိုလို့ရနေပါတော့သူရိုက်လိုက်တဲ့ပုံတော့ဒီမှာ take ဆိုတာရိုက်တာပေါ့သူရိုက်တဲ့ပုံတိုင်းသူကဘယ်ပုံမှရိုက်ရိုက်ပုံတိုင်းမှာသူက photogenic နော်အရန်ဖြစ်ပါတယ်လို့ပြောချင်တာဟုတ်ပြီအဲ့တော့ဘာပြောလဲဆိုရင် photogenic ဆိုတာလည်းတက်ပုံစားရလို့ပြောတာနော်ကျောင်းမှာဗတ်တချို့လူတွေကဘလို့ပဲတက်ပုံကိုနော်ရိုက်ရိုက်တို့ကြည်ကောင်းနေရမျိုးโอเคအဲ့ဒီလိုလူမျိုးကိုကျွန်တော်တို့တွေကပြောရမလားဟုတ်တယ်မှာတက်ပုံစားတယ်လို့ပြောတာတော့ကြာမလို့သူရိုက်တဲ့ပုံတိုင်းကနော်သူရိုက်တဲ့ပုံတိုင်းကပုံတွေကဆိုအရင်မိုက်ရဲလို့ပြောတာပါပြီးတော့သူကတက်ပုံစားတယ်ပေါ့အဲ့တော့ he is so photogenic ဆိုရင်လည်းရတယ် she is very photogenic ဆိုလည်းရတယ် နော်ပြောချင်တာသူမကသူမို့သူကတက်ပုံရန်စားတာတအားမိုက်တယ်နော်သူပါတယ်ဘလို့ပဲနေနေသူ့ပုံရတဲ့ခြာနေပဲအကြည့်ကောင်းတာပဲအဲ့လိုပြောတာပါ okay photogenic photogenic okay number 5 how do you pronounce this word 3 2 1 con conquer ponquar or ခွန်ခါဟုတ်ပါတယ်အတန်တက်ကခွန်ခါပါနော် QU ကိုခွာလို့အများစုသုံးတာပေါ့နော် Okay မဟုတ်ပါဘူးဒီနေရာမှာတော့ K တန်တန်ပဲထပ်ပါမယ်ခွန်ခါခွန်ခါနော် stress ကိုသူ့ရှေ့မှာရှိတဲ့အတန်မှာထားကြမလို့ခွန်ခွန်ပြီးတော့မှ car car ဒါကြောင့်ပေါင်းလိုက်မယ်ဆိုရင် conquer conquer ဒီချဘောကခွန်ခွာမဟုတ်ဘူးဆိုတာပဲနော် okay conquer Ah, you can conquer. Okay, for example, Udia. With practice, you can conquer any challenge. With practice, you can conquer any challenge. I'll 하나 now. with practice, with practice, 수라가 리지매 수로시인 번호 리지무다시매 수인 you can conquer. 수라 미야 conquer 표현 말에 말이 그래서 any challenge. ဟုတ်ပြီနော်ဘယ် challenge ကိုမဆိုမြင် conquer ဖြစ်နိုင်ပါလေဟုတ်ပြီဒါကြောင့်မလို့ conquer ဆိုတာပါလဲဆိုအနိုင်ယူတာကိုပြောတာပါကျွန်တော်တိုက်ပွဲတွေကိုအောင်နိုင်တာကိုလည်း conquer လို့ပဲသုံးတယ်လေ့ကျင့်မှုဖြင့်တင်သည်မြည်သည့်စိန်ခေါ်မှုမျိုးကိုမဆိုအနိုင်ယူနိုင်ပါလေ with practice you can conquer any challenge okay conquer 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 โอเคအဲဆိုဒီနေ့ပြောခဲ့တဲ့ solo လေး၅လုံးကတော့ fiance တမဟုတ် fiance ရရနော်ဒီမှာ strut ထားမှာလဲယွန်းမှာထားမယ်ဆိုရင် c က c ဆိုတော့အတန်လေးပဲဖြစ်သွားမယ် c မှာထားမယ်ဆိုရင်တော့ယွန်းကယွန်းဆိုတော့အတန်လေးပဲဖြစ်သွားမယ် fiance or fiance အတူတူပဲနော်နှလုံးစလုံးက e တလုံး or e နှလုံး ။ Okay မှတ်မိရနော်။ဤတစ်လုံးကယောက်ျားလေးဖြစ်ပြီးတော့ဤနှလုံးကဆိုမိန်းကလေးပေါ့။ Okay နောက်တစ်ခုကတော့ dilemma or dilemma နောက်တစ်ခုက photogenic နောက်ဆုံးတစ်ခုကတော့ conquer okay စကားမစဲအဲ့ဒါလေးတွေမြန်မာလိုမှတ်မိတယ် okay ပထမဆုံးတစ်ခုဖြစ်တဲ့ fiance ဆိုတာကဗာလဲဆိုရင်စိတ်ဆက်ထားတဲ့ယောက်ျားလေးကိုပြောပြီးတော့เนาะနောက်တစ်ခုက fiance ကတော့ okay နောက်တစ်ခုဤနှလုံးကတော့ဒါစိတ်ဆက်ထားတဲ့မိန်းကလေးကိုပြောတာဟုတ်တယ်เนาะစိတ်ဆက်ထားတဲ့မိန်းကလေးကိုပြောတာပါဤနှလုံးကတော့ ်နောက်တစ်ခုကတော့ dilemma or dilemma ကြတော့ဘာလဲဘေးကျနံကျအခြေအနေဟိုကနှုတ်ကမလားဒီကနှုတ်ကမလားဆိုတဲ့အခြေအနေမျိုးပြောတာပါ နောက်တစ်ခု phylogenic ကတော့မှတ်မိလွယ်ပါတယ်ဒါကဘာလဲဆိုဓာတ်ပုံစားတဲ့ဟာကိုပြောတာပါနောက်ဆုံးတစ်ခုကတော့ conquer ဆိုတာဘာလဲဆိုအောင်နိုင်တာပေါ့ okay bye